ကျွန်တော်နိုင်ငံမှာလူငယ်တွေရဲ့အခမ်းအနားနာကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပြီးဆိုလို့ရှိရင်လူငယ်အခမ်းအနားပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခမ်းအနားအရေးကြီးလဲဆိုတော့ဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ဒီလူငယ်တွေကပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ကပဲဆောင်ရွက်မှာဖြစ်ပါတယ်အဒီနေရာမှာကျွန်တော်ပြောချင်တာဟုတ်ဗျာဟောနော်လူငယ်နဲ့ဟောလူငယ်နဲ့လူကြီးတွေပေါ့လူငယ်ရဲ့လူကြီးတွေရဲ့ ကွာချားချက်ပေါ့လူငယ်တွေကတော့သူ့ရဲ့ဘောနော်လူရင်ဆန္ဒပေါ့အဲလူကြီးတွေကတော့ကြောက်ကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူတူပဲလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောက်ကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုတာလူငယ်တွေစီသူကအမြဲတမ်းအလိုရှိတယ်အမြဲတမ်းအလိုရှိတယ်ဆိုတာသူ့ရလိုရှိတယ်ဆိုတာတိုးတက်စေခြင်းနဲ့လူငယ်တွေစီ ဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံးလုံးပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုလူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုရှင်းစေနိုင်ပါလူကြီးတွေကြကြောင်းကြမှုလူကြီးတွေကြကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုတော့ကြဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲ ဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်လာမလဲအဓိကကြိုးတဲ့ဘူကကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်ကိုဗာမြင်ခဲ့တဲ့ခင်ဗျားနေတဲ့မိကိုမှတ်ပါတယ်ကိုဗာမြင်ခဲ့တဲ့အကြောင်းရင်းကအဲလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေကိုအတိုင်းတာတစ်ခုတည်သူတို့နိုင်ငံအနေကချိန်ညှိပေးနိုင်လို့မြင်တယ်။ဘာတွေတွေ့ခဲ့လဲဆိုတော့ကြာကြာလူကြီးတွေကပေါ့နော်နိုင်ငံအကြီးအကဲတွေဖြစ်လူကြီးတွေကဆွေးနွေးနေတယ်။ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်းကြီးတွေကသူတို့က ဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲလူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲမှန်ရင်အဲ့လူကြီးကလက်ခံလိုက်တယ်ကျွန်တော်တွေ့ရလက်ခံလိုက်တယ်စက်ပြောလှုပ်ပါဘာညာပြောလိုက်တယ်အဲ့တော့ကြလူငယ်တွေကဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဖွင့်ပြိုးတိုးတက်ခြင်းမဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေဒီနှစ်ခုကိုချိန်ကြည့်ပါတောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲတောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့ကြောက်ကြမှုတွေမရရင်ဘာဖြစ်တော့ကြောက်ကြမှုတွေမရရင်မဖြစ်ကြောက်ကြမှုအတိုင်းမရှိရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ကြည့်ပေးနိုင်ရင်တော့ဒီဟာစီ အဲထပ်ပြီးတော့ကြာတိုးတက်လာမယ်လို့မြင်ပါတယ်သို့တော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကဟောကျွန်တော်မြန်မာနိုင်ငံကလူငယ်တွေနဲ့ပတ်သက်ပြီးတော့ကြာဒါဘုန်းကြီးဌာနတကူတည်တံပယ်သီးကြတာရှိတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့じゃဟောနော်ဒါဖလားငါးတန်းပြပြိုးတဲ့လူငယ်နဲ့ပတ်သက်ပြီးတော့じゃခွင့်ပြုတွတ်တယ်ကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်အဲဒါတွေလည်းဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ဒါဒီနိုင်ငံခွင့်ပြုတွတ်တဲ့အတွက်အရေးကြီးတဲ့လုပ်ငန်းစဉ်လို့ပဲမြင်ပါတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဒီကပို့ပြီးတော့တွတ်တဲ့ဝေးပေါ်တွေအသိအမြင်တွေနဲ့ဆောင်ရွက်မှာလို့ပြောကြတာပါ မှတ်ပါတယ်လူငယ်တွေနဲ့ပတ်သက်ပြီးပို့ပြီးတိုးတက်တဲ့အသိအမြင်တွေပို့ပြီးဆောင်ရွက်ချက်တွေဆောင်